မင်္ဂလာပါရှင် ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့ဘိုးချုပ်ကြီးအောင်ဦးခင်ညောပါဆိုင်တဲ့ရွှေတောင်ကြားကနေဟာမိတော်မှုဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်ရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေတောင်ကြားတရက်ကွက်အောင်စရလမ်းမရှိတဲ့ဘိုးချုပ်ကြီးခင်ညောနေထိုင်ခဲ့ပူတဲ့နေမှာမနေ့ကစက်တင်ဘာ28ရက်ည7:45မိနစ်ဝင်းကျင်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ရက်ွက်တွင်နေထိုင်သူတွေထံကသိရပါဗျ။မြန်မာနိုင်ငံရဲ့ထောက်လှမ်းရေးအကြီးအကဲဟာဗိုလ်ချုပ်ခင်ညွန်ကတော့အဲ့ဒီနေအိမ်မှာလွန်ခဲ့တဲ့7နှစ်ဝန်းကျင်လောက်ကနေထိုင်ခဲ့တာလို့သိရပြီးတော့လက်ရှိမှာတော့လူမျိုးသားမိသားစုတစုကအဲ့ဒီအိမ်ကိုပိုင်ဆိုင်တာဖြစ်တယ်လို့သိရပါဗျ။ဟိုးရင်လွန်ခဲ့တဲ့7နှစ်လောက်တုန်းကတော့ဗိုလ်ချုပ်ခင်ညွန်နေထိုင်ခဲ့တဲ့အိမ်မှာ ကျွန်တော်တို့ကြာရတလားတော့ဥက္ကညုံစီကဝင်ကြီးဥတင်ဆိုင်ရဲ့တာလာမသိဘူးဝင်လိုက်တယ်ကြတယ်။သူတို့ကအဲ့ဒီမှာခဏနေသေးတယ်အခုနောက်ပိုင်းနောက်ဆုံးပိုင်ရှင်ကတော့လူမျိုးသားမိသားစုမနေ့ကတော့မိလောင်တော့အဲ့ဒီအိမ်ပိုင်ရှင်တွေရောက်လာသေးတယ်လို့ရွှေတောင်ကြားရက်ွက်အတွင်းနေထိုင်သူကဆိုပါတယ်။မိလောင်မှုဖြစ်စဉ်အတွင်းမှာတော့လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့သိရပြီးတော့လက်ရှိမှာမိလောင်ကြရတဲ့အကြောင်းရင်းနဲ့ ပြက်စီးဆုံးရှုံးမှုတန်ဖိုးကိုသက်ဆိုင်ရာကတာဝန်ရှိတဲ့သူတွေကစုံစမ်းနေတယ်လို့လည်းသိရပါဗျ။မီးလောင်တဲ့အချိန်မှာတော့အိမ်မှာလူမရှိဘူးလို့သိရတယ်။အိမ်ပိုင်ရှင်တွေကလည်းအဲ့ဒီအိမ်မှာမနေကြဘူး။အိမ်ဆောင်တော့ထားထားတယ်။ဒါပေမဲ့မီးလောင်တဲ့အချိန်အဲ့ဒီအိမ်ဆောင်လည်းမရှိဘူးလို့သိရတယ်။မီးကအိမ်ပေါ်ဓာတ်ကနေလောင်တာအပေါ်ဓာတ်တောင်မှတချမ်းစာတော့ပါပဲအောက်ဖက်ကိုမီးနေနေပဲကိုးတယ်လို့ဆိုပါတယ်။ ဒီမီလာမှုဖြစ်ပေါ်တဲ့နေရာကိုတာမွေမျိုးနဲ့မီသက်စကန်ကမိငိမ့်သက်ရဲ့နှစ်စီရေသက်ရဲ့တစ်စီစမ်းချောင်းမျိုးနဲ့မီသက်စကန်ကမိငိမ့်သက်ရဲ့နှစ်စီရေသက်ရဲ့တစ်စီနဲ့ကြော်ရသားမျိုးနဲ့မီသက်စကန်ကမိငိမ့်သက်ရဲ့တစ်စီတို့ထွက်ခွာမိငိမ့်သက်ခဲ့တယ်လို့မြန်မာနိုင်ငံမီသက်တပ်ဖွဲ့ကထုတ်ပြန်လာပါတယ်ဒီမီလာမှုကတော့မိနစ်20ကျော်လောက်သာကြာမြင့်ခဲ့ပြီးတော့ ည7:09မိနစ်အချိန်မှာမိထိန်နိုင်ခဲ့ကည7:16မိနစ်ဝင်းကျင်မှာတော့အပိသက်မိငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။အခု2025ခုနှစ်ဇန်နဝါရီလကနေမေလအထိ9လတာကာလအတွင်းမှာတနင်္ဂနွေလုံးအတိုင်းတာနေနဲ့မိလမှု630တကြိမ်ဖြစ်ပွားပြီးတော့ပောစာမီနဲ့လျှက်စစ်ကြောင့်မီးလောင်ကျွမ်းမှုအများဆုံးဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနရဲ့အချက်အလက်တွေကသိရပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်မှာတော့မြန်မာနိုင်ငံတဝန်းလုံးမီးလောင်မှုအကျဉ်းရေစုစုပေါင်း1150ကျင်းဖြစ်ပွားခဲ့ပြီးတော့69ရောက်သေဆုံးခဲ့က138ရောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းနန်းတက်မှာမြောင်းလှိုင်ကောင်းတိုးပြီးတော့ရွှေဆိုင်ဖောက်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ UWSC ထိန်းချုပ်ထားတဲ့နန်းတက်မြို့မှာတော့မြောင်းကားမှတက်စင်ဦးမင်းလှိုင်ကောင်းတိုးပြီးတော့ ရွှေဆိုင်နဲ့မိုဘိုင်းဖုန်းဆိုင်ကိုဖောက်ထွင်းကိုယ်ယူမှုဖြစ်ပွားခဲ့တဲ့ကြောင်းသိရပါတယ်။စက်တင်ဘာ28ရက်မနက်9:00နာရီကျော်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဒီဖောက်ထွင်းကိုယ်ယူခံရတာကြောင့်ပစ္စည်းတန်ဖိုးရွှေ9တန်းကန့်ဆုံးရှုံးရတဲ့ကြောင်းဒေတာကန်တွေကဆိုပါတယ်။တတော်အချိန်ယူပြီးတူထတာဆိုင်အောက်ခြေကဖောင်းဝင်တာ CCTV ရတော့တယောက်သေးပါပဲအေးစစေးကိုယူနေတာလို့ဒေသခံကမချက်ပြုတ်ပြောကြပါဗျ အခုမြောက်ကဖောက်ထင်းခိုးယူခဲ့တဲ့ အမှုမျိုးကတော့ဝါဒေတာအတွင်ပထမဆုံးဖြစ်ပွားမှုဖြစ်ပြီးတော့မြောက်လှိုင်ကောင်အတိုင်အုတ်ချိုကြီးရဲတွေကရှာဖွေကတရခန့်အမြန်ဖမ်းဆီးရမိဖို့လိုက်လံစုံစမ်းနေကြောင်းသိရပါဗျ။နန်တင်မျိုးကတော့ MND ထိန်းချုပ်တဲ့ချွေးရှိဟော်နဲ့စီးပွားရေးဆက်ဆက်မှုများပြားသလိုဟိုပန်တရုတ်နယ်စပ်နဲ့လည်းနှိစက်တို့စီးပွားရေးအကောင့်နဲ့မျိုးတမျိုးဖြစ်ကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့လည်းဘေနန်ကန်ယူရန်ကိုဝင်ရောက်ခဲ့တဲ့ ပူဝါလွိုင်းတိုင်ဖုန်းမုန်တိုင်းကြောင့်ဆက်တက်ဦးသေဆုံးပြီးတော့20ခန့်ပျောက်ဆုံးနေတဲ့ကြောင်းဖော်ပြပေးကြပါတယ်။တိုင်ဖုန်းမုန်တိုင်းဖူအလိုင်းတိုင်ဖုန်းမုန်တိုင်းကတော့ဗီယက်နမ်ရဲ့ကံယူတန်းတစ်လျှောက်မှာရှိတဲ့အစောင်းအုံတွေရဲ့ခေါင်းမိုးတွေကိုပွန်းထွက်စေခဲ့ပြီးတော့လမ်းမတိုင်းကိုလေကျစေခဲ့ကအနည်းဆုံးဆက်တက်ဦးသေဆုံးခဲ့တယ်လို့စက်တင်ဘာ29ရက်ဒီနေ့မှာဒေတာဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့နိုင်ငံတော်အဆင့်ရှိတာဝန်ရှိတဲ့သူတွေကပြောကြားလာပါတယ်။ အခုနှစ်မှာတော့ဗီယက်နမ်နိုင်ငံကိုဝင်လာတဲ့၁၀ခုမြောက်တိုင်ဖွန်မုန်တိုင်းကတော့စက်တင်ဘာ28ရက်ညပိုင်းမှာကုန်းတွင်းကိုဝင်ရောက်လာရမှာဒီတိုင်နှုန်းဟာတနအီကိုမိုင်80ကီလိုမီတာ330ရှိပါတယ်။အဲဒီနဲ့အစည်းဆိုင်တွေထောင်ချီပြက်စီးခဲ့တယ်လို့ပြည်내သုံးခုမှာရှိတဲ့အာဏာပိုင်တွေကဆိုပါတယ်။ကာယိုဒန်ပြည်내အန်ဂျီမှာတော့အစားအုံကလွင်ထွက်လာတဲ့တုံးလည်နေတဲ့သမိုးတွေအင်းတွေရဲ့အပြက်စီးတွေကိုလမ်းပေါ်မှာပြန့်ကျနေတာလည်းတွေ့ရပါတယ်။ လေကြောင့်ကျွန်တော်ရဲ့အိမ်ခေါင်မူဟာမိုးပေါ်ကိုလွတ်ထွက်သွားခဲ့တယ်။ဒီနောက်ပြန်လည်ပြိုးကျလာတဲ့အခါမှာအလုံးကျိုးကုန်တယ်။ကျွန်တော်လည်းခေါင်းကိုကာပြီးဘေးကင်းအောင်လို့အိမ်နီးချင်းရဲ့နေချင်းစီပြေးကြရပါတယ်လို့အလဲပိုင်းပြည်နယ်ကွန်ထရိုင်မှာရှိတဲ့အသက်82နှစ်အရွယ်ထရင်တီလီကပြောကြတဲ့အကြောင်းအစိုးရပိုင်းသတင်းစာတူရိုင်းထရီကဖော်ပြလာခဲ့ပါတယ်။ဆက်လက်ပြီးတော့ရေရင်းဟောင်းလေးကိုကြာပြီးရေမွေတွေဝိုင်းကြိုက်ခံရပြီးတဲ့နောက် နိုင်90ကြော်ကြာမှာကယ်ဆယ်နိုင်ခဲ့တဲ့တရုတ်အမျိုးသမီးကြောင့်ဖော်ပြပေးကြပါတယ်။တရုတ်နိုင်ငံအရှေ့တောင်ပိုင်းကအမျိုးသမီးတဦးကတော့အသောမပြုတော့တဲ့ရေရင်းဟောင်းတစ်ခုတည်းကို မတော်တဆပြုတ်ကျပြီးတဲ့နောက်ပင်မနှွမ်းနေမှုမရက်မနာကိုက်ခဲတဲ့အချင်းနဲ့ရေမွေကိုက်တာတွေကိုရင်ဆိုင်ရင်းနဲ့နိုင်ပေါင်း54နိုင်ကြာရေရင်းပေးနိုင်ရန်ကိုအသေးအံဖတ်တွေ့ရကနေနောက်ဆုံးမှသူမကိုကယ်ဆယ်နိုင်ခဲ့ပါတယ်စက်တင်ဘာ23ရက်နေ့ကပူကျန်းပြည်နယ် ခွန်ကျိုးမျိုးအသက်58နှစ်အရွယ်ကျင်းလို့အမည်ရှိတဲ့အမျိုးသမီးကတော့တော်ထဲမှာအပန်းဖြေလမ်းလျှောက်နေစဉ်မှာရေရွေးနှက်ကြီးတစ်ခုတည်းကိုမမျော်လင့်မဲ့ပြုတ်ကျခဲ့တာပါ။သူမမိသားစုကသူမပျောက်ဆုံးနေတဲ့အကြောင်းကိုလှလှမမြန်သတင်းပြုမိပြီးတော့ပထမအချိန်ရှာဖွေမှုက အောင်မြင်မှုမရရှိခဲ့ပဲစက်တင်ဘာ14ရက်နေ့မှာပျောက်ဆုံးတဲ့အကြောင်းရေးဖို့တိုင်ကြားခဲ့ရပါ။ကယ်ဆယ်ရေးလုပ်ငန်းတွေကိုစက်တင်ဘာ15ရက်မှာစတင်ခဲ့ပါတယ်။ အဲ့ဒီမနက်ပိုင်းမှာတော့သူမရဲ့သားဖြစ်သူကတခြားနီလန်းအားလုံးကုန်ဆုံးတဲ့နောက်ကျင့်ကြမ်းရဲ့ကျင့်ကြမ်းရွှေထုံမိုးပြရောင်ကောင်းကဲအရေးပေါ်ကဲစင်စင်တာကိုအကူအညီတောင်းခဲ့ပါတယ်။ကဲစင်သမားဆယ်ဦးပါဝင်တဲ့အဖွဲ့ကတော့အနီအောက်ရောင်ကြီးဓာတ်ပုံရပ်ယူနိုင်တဲ့ဒရုန်းကိုအသုံးပြုပြီးရှာဖွေလုပ်ငန်းကိုစတင်ခဲ့ပါတယ်။ အဖွဲ့ကောင်းဆောင်တူရှောင်ဟန်ရဲ့အဆိုအရတော့နေ့လယ်တနေ့45မိနစ်ခန့်မှာတော့အဖွဲ့သားတွေဟာအကူအညီတောင်းကန်တန်တသက်ကိုရုတ်တရက်ကြားလိုက်ရတယ်လို့ဆိုပါတယ်။အတာကိုလိုက်လံရှာဖွေနေတဲ့ကယ်ဆယ်အဖွဲ့ဟာ ေါင်းမြက်တွေဖုံးနေတဲ့ရေရင်းဟောင်းကိုမကြမီတွေ့ရှိခဲ့ပါတယ်။ကဲဆိုင်သမားတွေဟာရေရင်းဝါကခြုံမင်းတွေကိုလှည့်လည်မြန်မြန်ရှင်းလင်းခဲ့ပြီးတဲ့နောက်ရေထဲမှာတပိုင်းနှမျိုးနေတဲ့ကျင်းကိုနောက်ဆုံးမှမြင်လိုက်ရပါတယ်။သူမဟာဖျော့တော့နေတဲ့လက်ချောင်းတွေနဲ့ရေရင်းနှံ့ရံမှာရှိတဲ့ချောနေတဲ့အကြောင်းတွေကိုဇွဲနဲ့စုပ်ကင်ထားတာဖြစ်ပါတယ်။ သူမဟာရေရင်းလေးကိုမတော်တဆပြုတ်ကြပေးတဲ့နောက်ကံကောင်းစွာနဲ့ပဲရေကူးတက်လို့ရေရင်းနှံရံမှာမြုပ်နေတဲ့ကြောက်တုံးတစ်ခုကိုကင်ထားတာနဲ့ရေပေါ်မှာဆက်လက်မျိုးနေနိုင်ခဲ့တဲ့အကြောင်းကျင်းကနောက်ပိုင်းမှာပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့လဲအိုးစုဘွဲ့အနိုင်ချင်းခံရတဲ့ကိစ္စကိုကူညီပေးခဲ့တဲ့ဝေယံထက်ရှင်းကိုဖမ်းဆီးခဲ့ပြီးတော့တပတ်ကျော်ကြာတဲ့အထိပြန်မလွတ်သေးဘူးဆိုတဲ့အကြောင်းဖော်ပြပေးကြပါမယ်။တပတ်ကျော်ကြာတဲ့အထိပြန်မလွတ်သေးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ ရန်ကုန်မှာအုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့လူငယ်လေးရဲ့ကိစ္စကိုကိုကြီးဖြည့်ရှင်းခဲ့တဲ့ဝန်ရံထက်ရှင်ကိုတော့ညပညာပိုင်းဆိုင်ရာစစ်ဆေးနေပြီးတော့တပတ်ကျော်ကြာတဲ့အထိပြန်လို့သိဘူးလို့သိရပါတယ်။ရန်ကုန်ကပန်းချံတကူတွင်ចောင်းသားအရွယ်လူငယ်လေးတဦးကိုတခြားလူငယ်6ဦးကဝိုင်းဝန်းထိုးချိတ်ကန်ကြောက်ခဲ့တဲ့ဗီဒီယိုတကူကတော့လူမှုကွန်ရက်မှာပြန်နှံ့ခဲ့ပါတယ်။ ID ညပညာကျွမ်းကျင်သူဝန်ရံထက်ရှင်ဆိုသူကတော့ဒီကိစ္စမှာအနိုင်ကျင့်ခံရသူလူငယ်လေးဘက်ကနေကူညီပေးခဲ့တာပါ။ အိုးစုဖွဲ့အနိုင်ကျင့်ခံရတဲ့ចောင်းသားလူငယ်ကိုအိုးစုဖွဲ့အနိုင်ကျင့်ခဲ့တဲ့လူငယ်တွေတဲကဘူးသီးဆိုသူအပါဝင် လူငယ်တချို့ကတော့လာရောက်တောင်းပန်ခဲ့ကြပြီးတော့သူကိုညီခဲ့တဲ့ကိစ္စရပ်တွေအကြောင်းကိုလည်းသူကိုယ်တိုင်ပဲပြောပြပေးခဲ့ပါဗျ။စက်တဘာ22ရက်က စက်တင်ဘာ22ရက်နေ့မနက်ကဝန်ရထက်ရှင်းကတော့သူ့ရဲ့အကောင့်မှာ posting ခဲ့ပြီးတဲ့နောက်အဲ့ဒီနေ့မနက်မှာတဲ့ကိစ္စတခုကြောင့် CID ကလာခေါ်သွားပြီးတော့အခုဒီဘာအဆက်အသွယ်မှမရသလိုသိရှိတဲ့သူတွေကူညီပေးကြဖို့ဝန်ရထက်ရှင်းနဲ့နှိစက်တဲ့အမျိုးသမီးတအုပ်ကအကူအညီတောင်းခံထားတာလည်းတွေ့ရပါတယ်။